အားလုံးပဲမင်္ဂလာပါ ရှေးဥစွာဖျားရှင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းလိုပါတယ်ဒီနေ့တော့ကျွန်တော်တို့တို့ကတရား၅ခုမြောက်သောဆာလံအပိုင်ငယ်18 18 19ဖြင့်ဆင်ခြင်ဖို့ခေါ်ပေးခြင်းတယ်ကျွန်ဖြစ်စေဖို့အယောင်ခံရသောယောသက်ကိုသူတို့ရှေ့မှာဆီလွတ်တော်မူ၏သူကိုခြေချင်းခတ်၍တန်နှင့်ညင်းစေကြ၏ သူဤစကားမပြည့်စုံမီတိုင်အောင် ထောင်ရဖျားဤအမိန်တော်အတိုင်စုံစမ်းခြင်းကိုခံရ၏ဆိုတော့ဆာလံဆရာကဤဒီလာလူမျိုးများယုံကြည်သူများကိုယောသတ်ရဲ့အသက်တာအားဖြင့်ပြန်လည်ပြီးတော့မှဆင်ခြင်နိုင်ဖို့ရန်အတွက်ဒီနေရာမှာ ဖော်ပြထားတယ်ယောသတ်ဟာ သူ့ရဲ့မိသားစုအတွက်ဖျားသခင်ရဲ့အလိုတော်နဲ့အညီကျွန်ဖြစ်စေဖို့ရန်အတွက် အဲကုတုပြီမှာဂျုံအဖြစ်ရောင်းစားခြင်းကို ခံရတယ်ဆိုတဲ့အရာကို မြင်တွေ့ရတယ်ဆိုတော့ကျွန်တော်တို့ဘဝအသက်တာမှာလည်းပဲကျွန်တော်ရဲ့မိသားစုမှာကျွန်တော်ရဲ့အသင်းတော်မှာဖခင်သခင်ရဲ့အလိုတော်နဲ့အညီဂျုံဖြစ်ရတဲ့အခြေအနေတွေရောတက်ခဲ့သူရှိတတ်ပါတယ်မိမိရဲ့မိသားစု ကောင်းစားဖို့ရန်အတွက်မိမိရဲ့အသင်းတော်ကောင်းစားဖို့ရန်အတွက် ွန်ဖြစ်ရတဲ့အခြေအနေတွေကျွန်ကဲ့သို့လုံဆောင်ရတဲ့အခြေအနေတွေမိသားစုတွေရဲ့ပဝင်းခြင်းအတိုင်းဝိုင်းမှာအသိန်းတော်အတွင်းထဲမှာရှိတတ်ပါတယ်ဆိုတော့ဒီနေ့ကျွန်တော်ရောင်းချင်းစီတိုင်းရဲ့ဘဝအသက်တာထဲမှာမိမိကြောင့်သူတစ်ပါးကောင်းစားဖို့ရင်အတွက်ဘုရားသခင် အလိုတော်ရှိတယ်ဆိုရင်အဲ့ဒီနေရာမှာကျွန်ဖြစ်ပါလေစီကြည်ကြည်နက်နက်နဲ့ ခံယူအစီခံဖို့ရန်အတွက်အရေးကြီးပါတယ်။အဲဒီလိုမျိုးကြုံဖြစ်နေတဲ့အချိန်မှာတော့ခံစားခဲ့ရတဲ့အရာတွေ၊ကြေကွဲရတဲ့အရာတွေ၊ဝန်းနေရတဲ့အရာတွေတော့ရှိကောင်းရှိမှာဖြစ်တယ်။သို့တော်လည်းပဲရောသက်ကဲ့သို့ဘုရားသခင်ရဲ့အလိုတော်ကိုဝန်ခံပြီးတကာလကြုံဖြစ်စေတဲ့ဖရားရဲ့အလိုတော်ကိုဝန်ခံပြီးမိမိရောက်တဲ့နေရာတိုင်းမှာ အသက်ရှင်ဖို့ရန်အတွက်နှုတ်ကပတ်တော်နဲ့အညီရှင်သန်ဖို့ရန်အတွက်အားပေးခြင်းနဲ့တို့ယောသတ်ဟာဘယ်နေရာပဲရောက်ရောက်ဖခင်ကိုကြောက်ရွံ့ယူသေးသောအသက်တာရှိတဲ့အတွက်သူဟာဘယ်တော့မှအမီးမဖြစ်စေပဲနဲ့ကောင်းပြစ်စေရတဲ့အခွင့်အမြဲတမ်းဥဆောင်တဲ့နေရာမှာပဲနေရတယ်။ကျွန်ဖြစ်နေရင်တော့မှ ကျွန်တွေရဲ့ခေါင်းဆောင်အဖြစ်သူဟာနေထိုင်ရတာဘာကြောင့်လဲဆိုရင် ဖျားသခင်ရဲ့အလိုတော်ကိုဝန်ခံတော့ကြောင်းပဲဖြစ်တယ်။တကားတလေမှာမိသားစုမှာကျွန်အဖြစ် နေရပြီမဲလို့တကယ်ပဲမိမိအားဖြင့်မိမိရဲ့မိသားစုဟာဖျားရှင်ရဲ့ကောင်းကြီးမင်္ဂလာကို ခံစားရတဲ့အကြောင်းဖြစ်လာတဲ့အခါမှာတော့အော်ဒါဟာဖျားရဲ့အလိုတော်ပါဆိုတော့ကို ရောတက်ကဲ့သို့ ဝင်ခံဖို့ရန်လဲအင်မတန်မှအရေးကြီးတယ်။ရောတက်ရဲ့ဘဝအသက်တာမှာဒီလိုမျိုးဆေလွတ်ခြင်းကို ခံလိုက်ရတဲ့အခါမှာသူ့အနေနဲ့ငိုကြွေးရတဲ့အရာတွေဝမ်းနေရတဲ့အရာတွေဖျားဆွန့်ပစ်ပြီလားလို့ခံစားခဲ့ရတဲ့အရာတွေလည်းပဲ ရှိခဲ့ပါတယ်။သို့တော်လည်းပဲသူ့ရဲ့ဘဝအသက်တာထဲမှာဘယ်တော့မှဖျားပေါ်မှာမေးခွန်းမထုတ်ဖျားရဲ့အလိုတော်ကိုဝန်ခံပြီးဖျားအလိုတော်အတိုင်းအသက်ရှင်ခဲ့တယ်ဆိုတဲ့အရာကို မြင်တွေ့ရမယ်။ ဆိုတော့ဆာလန်ကျမ်းမှာပါဆက်ပြောလဲဆိုရင် သူဤစကားမပြည့်စုံမီတိုင်အောင်ထာရဖျားဤအမိန်တော်အတိုင်းစုံစမ်းခြင်းကိုခံရ၏တဲ့ဖျားရဲ့စကားကဘာလဲဆိုရင်ဤဒီလလူမျိုးတွေဟာသူတို့ဘာရဲ့နိုင်ငံမှာကျွန်ခံရမယ်ဆိုတဲ့စကားတော်ကဖျားရဲ့နှုတ်ကပတ်တော်စကားတော်အပြင်ရှိခဲ့ပြီးဖြစ်ပါတယ်ဆိုတော့အဲ့ဒီစကားတော်အတိုင်းပဲဤဒီလလူမျိုးများကိုဖျားသခင်ကပြင်ဆင်တဲ့နေရာမှာ ယောသဟာအခန်းကဏ္ဍတစ်ခုအဖြစ်သူကပါဝင်ရတယ်သူပါဝင်ရတဲ့ဇက်ကောင်ကကျွန်ဇက်ကောင်ဖြစ်တယ်သို့တော်လည်းပဲဘုရားသခင်ထားတဲ့ကျွန်ဇက်ကောင် နေရာမှာသူဟာပြည်ပြင်းစွာနဲ့လုံဆောင်နိုင်ခဲ့တယ်ဆိုတဲ့အရာကို မြင်တွေ့ယာကုပ်နဲ့သူ့ရဲ့မိသားစုတွေအားလုံးဟာ အစာငတ်မှုခေါင်းပါခြင်း ဖြစ်လာတဲ့အခါမှာဒီ ဣသေလဖြစ်လာမဲ့ယာကုပ်နဲ့သူ့ရဲ့မိသားစုတွေအားလုံးကိုယောသတ်အားဖြင့်အသက်ရှင်စေခဲ့တယ်။ယောသတ်အားဖြင့်ဖခင်ရဲ့ကောင်းကြီးမင်္ဂလာကို သူတို့ဟာပြန်လည်ပြီးတော့မှ ခံစားရတယ်ဆိုတဲ့လမ်းကြောင်းကိုလည်းပဲမြင်တွေ့ရမှာဖြစ်တယ်။ဆိုတော့နောက်ဆုံးမှာဖခင်ရဲ့အလိုတော်ကိုဝန်ခံတဲ့ယောသတ်ကလေးကဘယ်လိုကောင်းကြီးခံစားရလဲဆိုရင်အဲ့ဒီ အဲဂရုနိုင်ငံမှာပဲနိုင်ငံအုပ်အရာဆိုတဲ့ကောင်းကြီးမင်္ဂလာကိုခံစားရတယ်။ဆိုတော့ဒီနေ့ကျွန်တော်တို့တကယ်ပဲရောတက်ခဲ့တို့ပဲကျွန်အဖြစ်နော်ခံစားနေရတဲ့သူတွေအာငါကတော့ငါ့ရဲ့မိသားစုမှာကျွန်တာတာလောက်ပဲဟာငါကတော့ငါ့ရဲ့အဖွဲအစည်းမှာကျွန်တာတာလောက်ပဲလို့ခံစားနေရတဲ့သူတွေရဲ့ဘဝအသက်တာမှာလည်းပဲရောတက်ခဲ့တို့ပဲကျွန်တော်ခံယူဖို့ အရေးကြီးတယ်။အော်ဒီရာဟာဖျားသခင်ရဲ့အလိုတော်ဖြစ်တယ်ဆိုတဲ့အရာကို ဝင့်ခံပြီးတကလာဖျားရဲ့အလိုတော်အတိုင်းအသက်ရှင်မယ်ဆိုရင် အဆုံးမှာတော့ယောသက်ကဲ့သို့ပင်ချီးမြှောက်ခြင်းကိုခံစားရမှာဖြစ်တယ်ဆိုတဲ့အရာကို အားပေးခြင်း ਨੇ ။ဒါကြောင့်မိတ်ဆွေတင်ဟာတင်ရဲ့မိသားစုထဲမှာကျွန်ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။တင်ရဲ့အဖွဲအစည်းတင်ရဲ့အသင်းတော်မှာ ကျိုးနေရာကနေနေနေရတဲ့သူဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။သို့တော်လည်းစိတ်မပြတ်ပါနဲ့မိတ်ဆွေ။တင့်ရဲ့အသက်တာအတွက်ဖះမှာအစီအစဉ်ရှိပါတယ်။ဖះကတင့်ကို ကျိုးနေရာမှာပဲလမ်းဆုံးစီမဲ့ဖះမဟုတ်ပါဘူး။အဆုံးတစ်နေ့မှာရောတက်ခဲ့သူနိုင်ငံအုပ်အရာကိုလည်းပဲပြန်လဲပြီးတော့မှာ ချီးမြှောက်ပေးနိုင်တဲ့ဖရာဖြစ်တယ်ဆိုတဲ့အရာကိုသင်ရဲ့နှလုံးသားထဲမှာနားလေလက်ခံယုံကြည်ပြီးတကလယနေ့ကျွန်ဖြစ်ပေမဲ့နောက်တစ်ချိန်မှာနိုင်ငံအုပ်ဖြစ်မယ်ဆိုတဲ့ယောသရဲ့အသက်တာကိုခွန်အားယူ အသက်ရှင်ပြီးတကလားဒီနေ့ဖရာသခင်ရဲ့ဘုန်းတော်ကိုရောက်တဲ့နေရာတိုင်းမှာထင်ရှားနိုင်တော်သူဖရာရဲ့အစေတော်နဲ့အလိုတော်ကိုဝန်ခံနိုင်သောယုံကြည်သူဖြစ်နိုင်ဖို့ရန်အတွက်အနေငယ်တိုက်တွန်းခွာပေးဝေငှပါတယ်အားလုံးပေါ်မှာဖရာရှင်ဆက်လက် ကောင်းချီးပေးပါစေ။